အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါရပါတော့။ အဲ့ဒါကျွန်တော်တို့ဒီနေ့မနက်မှာဒါ Manchester United အပြောင်းရွှေ့ကြောင်းလေးနဲ့သတင်းလေးစာဖွင့်နေတယ်။ Manchester United အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိဒါအပြောင်းရွှေ့မှာနည်းနည်းလေးဒါကျွန်တော်ထုတ်ဝေတိုင်းလှက်လို့ရှာရှာလေးဆက်လက်ပြီးတော့ဖြစ်နေပြန်တယ်ပေါ့နော်။အဲ့ဒါဒါကျွန်တော်ဒီဒီလေးနည်းနည်းလေးပြောပြသွားခြင်းနဲ့ Manchester United အသင်းနဲ့ဒီနေ့ဒါကျွန်တော်တို့မနက်ပိုင်းအပြောင်းရွှေ့မှာဒါကျွန်တော်တို့အထွတ်အကြောင်းလေးတွေပြောပြမှာပေါ့နော်။ဒါနည်းနည်းလေးဟိုအယောင်ကိစ္စမှာ Manchester United လုံနေတယ်ဆိုတဲ့အကြောင်းကျွန်တော်နည်းနည်းလေးဆက်ပြီးပြောပြခြင်းနဲ့။အဲ့တော့ Manchester United အသင်းနဲ့ခုလက်ရှိမှာသူတို့နေနေတာ Ruben Amorim ကတော့ဒါ Rashford ုကိုအသင်းမှာဆက်ထားဖို့အစီအစဉ်မရှိဘဲနဲ့အသင်းမှာစိုက်ရောင်းဖို့အတွက်စီစဉ်ရှိတယ်။အဲမန်ချက်စတာယူနိုက်တက်နဲ့ရက်ရှ်ဖို့အပြောင်းအရွှေ့အတွက်လည်းသူတို့အနေနဲ့စောက်ရှောက်လှုပ်ဆောင်နေခဲ့ပေမဲ့ရက်ရှ်ရဲ့အပြောင်းအရွှေ့အတွက်ဒါမန်ချက်စတာယူနိုက်တက်ဘက်ကနေပြီးတော့သူတို့အနေနဲ့ရှင်းနေဒါကစားသမားတို့ပေါင်30ပြီးတဲ့ဘယ်ကလပ်မဆိုဒါဒီကစားသမားကိုခေါ်ယူလို့ရနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုယူနိုက်တက်ဘက်ကသတ်မှတ်ထားတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်သိပြီးတော့ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။အဲ market ratio ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်လက်ရှိတော်တော်လေးစိတ်ဝင်စားဖို့ခေါင်းတာက market ratio အနေနဲ့ခုလက်ရှိသူ့ကိုခေါ်ယူမဲ့ကလပ် ေတာရှိမယ်ဆိုရင်တော့သူတင်တဲ့စာချုပ်လစာကိုရှော့ယူပြီးမှုအတွက်လုံးဝအစီအစဉ်ရှိတယ်ဆိုရယ်သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။အခုလက်ရှိမှာ market ratio ကို Barcelona အသင်းကစိတ်ဝင်စားနေတာမှန်ပေမဲ့ Barcelona အသင်းနဲ့တာ Nico Williams ကိုခေါ်ယူလိုက်တဲ့ကြောင့်ဘာဒါလက်ရှိမှာ Rashford ကိုခေါ်ယူမယ်အဲတရင်တွေကလုံးဝတော်တော်လေးကိုငြိမ်ကျသွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိနောက်ရ update တွေရဆိုရင် market ratio ကိုအခုလက်ရှိမှာဒါဖတ်မိရတော့ကတော့ premier league club တွေကတော့ကျွန်တော်တို့ ဘွတ်နက်စီကတချို့ကလပ်တွေပြင်စီးရီးယားကလပ်တွေစိတ်ဝင်စားနေခဲ့ပေမယ့် market ratio ဒါမြန်မာရဲ့လှူစာကြောင့်မို့သူတို့နေတာတရဝင်းစစ်တော်ကျွန်တော်မပြူဘူးလို့သိရတယ်ပေါ့အခုလက်ရှိမှာဒါ left wing လို့နေတဲ့အသင်းကတော့ Tottenham Hotspur အသင်းကစားတာ Manchester United အသင်းကတော့ market ratio အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးမင်းမြန်းထားတာတွေရှိခဲ့ပြီးမြေကစားသမားနေတာကျွန်တော်ချိတ်ဆက်ထားကျွန်တော်တရုံမှာမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကစားသမားရဲ့လက်ရှိလုကာလာဇာကတော်တော်လေးကိုမြင့်မာတဲ့အကြောင်းမို့ဒါလက်ရှိမှာခေါ်ယူမဲ့ club တွေအနေနဲ့တော်တော်လေးကိုဇဝေဇဝါဖြစ်သွားစေတဲ့ပုံမှာရှိတယ်။ဒါပေမဲ့လက်ရှိမှာ market ratio အနေနဲ့တကယ်တမ်း club တွေကသူ့ကိုတရားဝင်ဆော့သွယ်လာခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့သူ့ရဲ့လုကာလာဇာကိုညှိနှိုင်းသွားဖို့အတွက်ဒါသူ့အနေနဲ့ willingly ဖြစ်တယ်။အဓိကက market ratio ရဲ့ဒါကျွန်တော်တို့ UEFA ချက်ကတော့ရှင်းပါတယ်။သူ့အနေနဲ့ဒါကျွန်တော်တို့အင်္ဂလန်နိုင်ငံအသင်းမှာဒါကျွန်တော်ပြန်ပြီးတော့ဒါကျွန်တော်တို့တည်တည်ချာချာဒါတီမြဲကြီး ြောပေါ့နော်သူနေတာကျွန်တော်နိုင်ငံအသင်းမှာသူပြန်ပါဘူးပြန်ဘူးပေါ့ပြန်ပြန်ပြီးတော့ကျွန်တော်တို့ဟို stability အနေနဲ့သူဆော့နိုင်ဖို့အတွက်သူနေနေတာလက်ရှိမှာ club အသင်းမှာ big club ပဲဖြစ်ဖြစ်သူနေနေဆော့ချင်တယ်ပြောချင်တာလက်ရှိမှာ market ratio အခုအခြေအနေတွေကဒါပတ်စံကအရေးမကြီးဘူးသူနေနေတာဘောလုံးကန်ရဖို့နဲ့သူ့ရဲ့ခြေစွမ်းကိုပုံမှန်ပြန်ရဖို့အတွက်ကသူ့အတွက်ကနံပါတ်1အရေးကြီးဆုံးအချက်ဖြစ်တယ်လို့သိရတယ်မှာပါတယ်အဲ့ဒါကလက်ရှိ market ratio ကသွားနေတဲ့ lens ပေါ့နော်အဲ့တော့ market ratio အနေနဲ့ကလည်းလက်ရှိအချိန်ထိဒါကျွန်တော်တို့ အပြောင်းရွှေ့မှာသူအနေနဲ့သူ့ကိုခေါ်ယူမဲ့ကလပ်တွေဒါရှိမယ်ဆိုရင်တော့ဒါလာစာရှော့ယူဘောက်တို့တရားဝင်ဆွေးနွေးသွားမယ်။ဒါပြင်သူကလည်းရှိမှာဒါကျွန်တော်ဖတ်မိရတာပေါ့နော်။သူက United မှာဖြစ်နိုင်ရင်တော့စနေချင်းတယ်။ဒါပေမဲ့ Ruben Amorim အနေနဲ့အခုလည်းရှိမှာ Manchester United အသင်းမှာဒါကျွန်တော် Market Rashford အသင်းမှာဆက်ထားဖို့အတွက်မလွယ်ကူတော့ဘူးဆိုတဲ့ပုံစံမျိုးရေးသားနေတာကိုခဏခဏတွေးရမယ်တဲ့မှာပါတယ်ပေါ့နော်။ဘာကြောင့်လဲဘလို့ကြောင့်လဲတော့မသိပေမဲ့ Market Rashford နဲ့ Ruben Amorim ကလည်းခွာပြေးသွားတယ်လို့ဆိုလို့ပြရနေထားမှာဖြစ်ပါဘူး။ဘာလို့လဲဆိုတော့နှစ်ယောက်လုံးကတိတ်ပြီးတာကျွန်တော်တို့ဆက်ဆက်ပြီးတဲ့သဘောတရားမှာတော့မရှိဘူး။ဒါပေမဲ့ Ruben Amorim အနေနဲ့ Market Rashford ရှုကိုလည်းရှိ Manchester United အသင်းမှာဒါကျွန်တော်တို့ထားဖို့အတွက်စီစဉ်မရှိဘူးဆိုတဲ့သတင်းတွေကတော့ဒါ Van Jacob ဒီကောဒါ Samuel Lacazette တို့ဒါ Manchester United နဲ့ပတ်သက်တဲ့သတင်းဌာနတွေမှာတော့တွေ့နေရတယ်ပေါ့နော်။ Rashford ကတော့ Manchester United အသင်းစီကဒီနေ့လည်းဆက်လက်ပြီးထွက်ခွာသွားဖို့အတွက်ကြိုးစားနေစေဖြစ်တယ်။ဒါကစားသမားကပြောမှခုနပြောခဲ့လို့ပဲအသင်းမှာဆက်နေကြခဲ့ပေမဲ့ဒါပေမဲ့အသင်းဘက်ကလုံးဝလူမရှိတော့တဲ့အတွက်ကြောင့်မသူ့အနေနဲ့ဒါကျွန်တော်တရားဝင်ထွက်ခွာတဲ့အချိန်တွေကခုရောက်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမှာပေါ့နော်။အဲ့တော့မီဒိုပင်ဆိုစီကမှအခုလက်ရှိအချိန်တွေရဆိုတော့ Market Rashford က United အသင်းကနေပြီးတော့ထွက် ခွာဖို့အတွက်ရာဂိုင်နှုန်းတွေဆက်လက်ပြီးများပြားနေစေဖြစ်တဲ့ဆိုတဲ့အဥစ္စာကိုဆက်ပြီးပြောခြင်းနဲ့အထပ်ပြီးပြောမယ်ဆိုရင်လက်ရှိမှာဒါကြောင့်လစာရှော့ယူပြီးအသင်းကနေထွက်ဖို့အတွက်ကြိုးစားမယ်နောက်ကစားသမားတယောက်ပြောခြင်းနဲ့ Manchester United အသင်းစီကနေပြောတာလောက်ခလာစားတာကျွန်တော်တို့ရှော့ယူသွားပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာလည်းညှိဖို့အတွက်ကြိုးစားသွားမယ်ကစားသမားကတော့ Anthony ပေါ့နော် Anthony နေနဲ့ခုလက်ရှိမှာဒါကျွန်တော်သူ့အနေနဲ့ဒါလက်ရှိရနေတဲ့လောက်ခလာစားတဲ့အများကြီးရှော့ယူသွားပြီးတော့သူ့အနေနဲ့အသင်းပြောင်းဖို့အတွက်လည်းပြင်ဆင်သွားမယ်လို့သိရတယ်မှာပါတယ်လက်ရှိမှာ Market Rush အပြင်ကိုဒါကျွန်တော် Anthony တယောက်ကလည်း Manchester United အသင်းက နေထွက်ခွာဖို့အတွက်ဒါသူ့ရဲ့လုခလာစာရဲ့ဒါကျွန်တော်တို့လက်ရှိ30ရာခိုင်နှုန်းတိရှော့ယူသွားမှာဖြစ်ပြီးတော့သူ့အနေနဲ့ကျွန်တော်တို့ကိုခေါ်ယူခြင်းနဲ့ကလပ်များရှင်တော့ခေါ်ယူနိုင်ဖို့အတွက်ဒါအေဂျင့်ကတစ်စက်အသိပေးလိုက်တယ်လို့သိရတယ်အဓိကကဒါသူ့အနေနဲ့သူက Real Betis မှာပဲဆော့ကျင်တာပေါ့နော်အဲ့တော့ Real Betis ကိုသူတို့အနေနဲ့ဒါကျွန်တော်လက်ရှိ Manchester United အသင်းစီကဒီတစ်ခေါက်ငှားမယ်ဆိုရင်တော့လစာအပြေဝါပေးပြီးတော့ခေါ်ဖို့အတွက်ပုံစံမျိုးကိုလုပ်ဖို့အတွက်အဲ့တော့ပြောချင်တာဒါ Real Betis ကိုဒါကျွန်တော်အက်သူနီဂူတန်ကလည်းလိုလိုချင်ချင်ပြောင်းရွှေ့ခြင်းနေပြီးသူ့အနေနဲ့ဒါ Real Betis ကသူ့အနေနဲ့ဘောလုံး ကန်ရတာပြန်ပြီးတော့ပျော်ရွှင်လာတဲ့နေရာတစ်ခုနဲ့သတ်မှတ်ထားတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော် Real Betis ဘက်ကနေပြီးတော့ဒါကျွန်တော် Anthony ကိုဒါကျွန်တော်တို့ဒုတိယမြောက်ယာတီနေနဲ့အငှားနဲ့ခေါ်ဖို့ရှိတယ်။ဒါပေမဲ့ဒီတစ်ခေါက်တော့ဒါ Manchester United ဘက်ကဒါကျွန်တော်အငှားနဲ့ခေါ်မယ်ဆိုတော့အပိသက်ခေါ်ယူပိုင်권ဆိုတဲ့စာချုပ်ကိုထည့်သွင်းတော့မှဖြစ်ပြီးတော့ခေါ်ကိုခေါ်ရမယ် obligation to buy ပေါ့နော်ဒါကျွန်တော်ဝယ်ကိုဝယ်ရမယ်ဆိုတဲ့ပုံစံမျိုးကိုထည့်သွင်းမှုပြင်လာခဲ့တယ်။ Real Betis Real Betis နဲ့ဒီနေရာမှာဒါခေါ်ခေါ်ရမယ်ဆိုတဲ့ဈေးတစ်ခုတော့ညှိနှိုင်းနေသေးဖြစ်ပြီးတော့ Real Betis နဲ့ Anthony ကြားထဲမှာဒါပုံကိုရရသဘောတူညီမှုကခက်ခဲမဲ့နေထားမှာမရှိ ရှိဘူး။နီးပြလည်းကြိုက်တယ်လက်ရှိမှာအသင်းပိုင်ရှင်ကတော့အသင်းဖော်တွေကအစားဒါကျွန်တော်တို့ အန်တိုနီကိုသဘောချနှစ်သက်တဲ့အတွက်ကြောင့်မလို့အန်တိုနီကိုအသင်းမှာခေါ်ထားရတဲ့အတွက်ကဒါရီယယ်ဘက်တစ်ဆိုတိတ်တော့ခက်ခဲတော့မရှိဘူးဒါပေမဲ့အသင်းနဲ့တင်းကြညှိနှိုင်းနေစေဖြစ်ပြီးလက်ရှိမှာမန်ချက်စတာယူနိုက်တက်တဲ့ဒါစာချုပ်တက်တန်းကိုရင်ဘလူးဘဲဇီးနဲ့အပိသက်ခေါ်ယူပိုင်ခွင့်ကိုလုပ်မယ်ဆိုတော့ချက်တော့ကြည့်မှာအဲ့တော့ကျွန်တော်ဒီလောက်ကပေါ့နော်ရီယယ်ဘက်တစ်နေတာကျွန်တော်တို့အန်တိုနီအတွက်စံချိန်နေပြောင်းရွှေ့ကြည့်ပုံစံတို့တို့တို့အသင်းတို့ပေါ့နော်တို့တို့အသင်းနေနဲ့ဒါစံချိန်နေပြောင်းရွှေ့ကြည့်ပုံစံပေးရမယ်ဆိုတော့မှန်ပေမဲ့ရီယယ်ဘက်တစ်နေတာကျွန်တော်ဒီတစ်နှစ်တုန်းမှာပတ်စံဆိုမယ်ပြီးရင်တော့ installment ဆိုတဲ့ပုံစံမျိုးနဲ့ဒါကျွန်တော်အသင်းဘက်ကိုငွေပြန်ချေသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်အဲ့တော့ဒါဒီည မှာဒါကျွန်တော်ဘယ်လိုပြောပေါ့နော်ဒါ Rashford တို့ Anthony တို့ကချီချူဖို့ကောင်းနေဒါ United အသင်းကိုဒုက္ခပေးရတဲ့ဆိုင်သူတို့ဘောလုံးကန်ရဖို့ရေသူတို့ရဲ့လက်ရှိလောက်ခလာစာကို short ယူဖို့အတွက်တော်တော်လေးကိုအခြေအနေကောင်းနေတယ်ဆိုတာ လောကညင်းစရာမှာတော့အန်တိုနီရဲ့ပဲရှုကအခုလက်ရှိမှာဒါ United ပြည်သက်တီကြားထဲမှာတော့ဒါချီချူးချင်းတွေကိုခံနေရတဲ့နေမှာပါတယ်ဘောနော်နောက်ထပ်တစ်ယောက်ကဒါကျွန်တော်လက်ရှိမှာပြမာကြီးဦးကောင်းပဲပြမာကြီးဦးကောင်းရဲ့အချိန်တွေကလက်ရှိမှာတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတဲ့အနေအထားတစ်ခုလို့ပြောလို့ရတဲ့အချိန်တွေပဲဘာဖြစ်လို့လဲလက်ရှိမှာဒါ Jaden Sancho ရဲ့အပြောင်းရွှေ့ကဒါကျွန်တော်တို့ရှေ့တိုးမလို့နဲ့ရှေ့မရောက်တဲ့ပြဿနာပဲအခုလက်ရှိမှာဒါကျွန်တော် Napoli အသင်းက Jaden Sancho အလိုရှိနေတရားဝင်လဲစကားတွေပြောနေတယ်အသင်းနဲ့သင်းကြလဲဒါကျွန်တော်တို့ Napoli ဘက်ကနေဆွေးနွေးတယ်။ Napoli ကိုလက်ရှိမှာဒါ Jaden Sancho အတွက်စာရုပ်သက်တမ်းတစ်နှစ်ပဲကြံနေတာကစားသမားကိုဒါကျွန်တော် ်တော်တို့မန်ချက်စတာယူနိုက်တက်ဘက်ကပေါင်10သန်းနဲ့ ယူရို55သန်းပတ်ချလဲဝင်ကြံပစိသတ်မှတ်ထားတယ်။ဒါကျွန်တော်လက်ရှိဒါတချို့ကောလာဟာလိုက်တဲ့ယူရို25သန်းပို့ဆိုတဲ့တရင်ကမှားတယ်။မမဲ့ရတာကျွန်တော်တချို့ကချယ်ဆီအသင်းတွေနဲ့ခေါ်ယူရင်ဆိုတာချယ်ဆီအသင်းခေါ်ယူတဲ့ပုံစံမျိုးနဲ့တော်တော်လေးကိုမတူတော့ဘူး။ကွာချားသွားပြီဆိုတဲ့အနေထားတစ်ခုကိုဒါချယ်ဆီအသင်းရောက်ဟိုဗါလဲဆန်ချိုအနေထားရောက်တော့ဘာလို့ဆိုဆန်ချိုကလက်ရှိမှာဒါဘယ်သူမှမလူကျွန်တော်အသင်းကိုပြန်ပို့ပြီးဒါ United အသင်းကဒါဟိုအောက်ဈေးနဲ့ရောင်းနေတဲ့အနေထားဖြစ်သွားတဲ့ကြောင့်ဒါ25သန်းသွားခေါ်လို့တော့မရတော့။ဒါပေမဲ့လက်ရှိမှာဒါ Manchester United အသင်းနဲ့အဓိကကဘုံတော့ဂျီနီဆန်ချိုအသင်းကထွက်သွားဖို့ရည်ဒူးအရေးကသူတို့အတွက်အရေးကြီးဆုံးဖြစ်တယ်။ဒါ ပတ်ဒုက္ခသာသာခုလက်ရှိမှာ United ဘက်ကနေတပတ်ဒုက္ခသာ3သိန်းနဲ့3သိန်းခွဲကြပြီးနေရတဲ့အတွက်ကြောင့်ဒီကစားသမောက်အသင်းမှာလုံးဝထားဖို့စီစဉ်မရှိဘူး။ Roman Amorim နဲ့ Sancho နဲ့တောင်ပြန်ပြီးမတွေ့ဘဲနဲ့သူ့အနေနဲ့ဒါ Sancho က United အသင်းနဲ့ဘယ်လောက်မှဖြစ်ဘူးဒါကြောင့်အဲ့ပေါ့ ဘယ်လိုမှဆက်ဆက်မှုမရှိဘူးလို့ခံစားရတဲ့အကြောင်းမို့ဆန်ချိုကတော့မန်ချက်စတာယူနိုက်တက်အသင်းကအသင်းမှာဆက်ထားဖို့တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ဆန်ချိုအနေနဲ့ကဲခွနာပေါ်လို့မယ်နောက်ဆုံးအသင်းရှာမရဘူးဆိုရင်တော့ United အသင်းနဲ့ပေါင်ပတ်သက်မှုပဲနေတာကျွန်တော် U21 နဲ့မှာပေါင်ပတ်သက်မယ်ဆိုတဲ့သတင်းတွေကို Samuel Lucas ကရေးသားထားခဲ့တာတွေ့ရမှာ။ပြောရမယ်ဖတ်ရမယ်ဆိုရင်တော့လက်ရှိမှာဒါကျွန်တော်တို့ဆန်ချိုတယောက်ကလောက်ခသားဆိုလုံးဝ short ယူဖို့စီစဉ်မရှိကြအောင်သူ့ကိုဒါအသင်းအသင်းကြားလက်ရှိမှာဒါ Napoli နဲ့ United ကြားတဲ့ကအဆင်ပြေနေပြီ အစဉ်ပြေးနေပြီမဲ့လေကစားသမားနဲ့ဒါအတင်းကြားထဲမှာအစမပြေးတဲ့ပြဿနာတွေဖြစ်နေတယ်အဲ့ဒါလက်ရှိအခြေအနေတွေရပါတော့အဲ့တော့လက်ရှိမှာဒါကျွန်တော်လွတ်လွတ်ကပ်ကပ်ဖြစ်နေတဲ့အပြောင်းရွှေ့တွေထဲမှာဆန်ချွေးအပြောင်းရွှေ့ကဒါကျွန်တော် United ပြည်သက် ကြားရမှာဒါကျွန်တော်လူပြောအများဆုံးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီကစားသမားလက်ရှိမှာနောက်ဆုံးဘယ်သတင်းမှမဖတ်တာကျွန်တော်သူ့အနေနဲ့သူ့ရဲ့လက်ရှိလုခလာစာကိုလုံးဝလာစာရှော့ယူသွားဖို့အတွက်လုံးဝလုံးဝအစီအစဉ်မရှိဘူးလုံးဝလုံးဝအစီအစဉ်မရှိဘူးပဲကျွန်တော်ဖတ်ရတာ။အခုလက်ရှိမှာဒါကျွန်တော်တို့ဒါကာလာဆို Rashford Anthony ဆိုကြားရမှာ။ Okay ခုနက United အသင်းကထွက်သွားခြင်းနဲ့ဆိုရင်တော့မှသူ့အနေနဲ့ willingly ပေါ့နော်။ငါအနေနဲ့ဒါတခြားသူများ comment ဆိုရင်သူတို့အဓိကကဗျာ Sancho ရဲ့ရည်ရွယ်ချက်နဲ့ဒါကျွန်တော် Anthony တို့အဲဟို Rashford တို့ရည်ရွယ်ချက်နဲ့တော်တော်လေးကိုကြွားတယ်။ဟိုဘက်ကဒါကျွန်တော်တို့စိတ်သက်တွေကခုနကပေါ့ငါတို့ဘောလုံးကစားဖို့ရည်ကြီးတယ် ပတ်စံခုနကတပတ်လောက်ခဗျာခင်ဗျားဆုံးတော့ဘူး at least restroom ဆိုလဲနောက်ဆုံးဗျာ30ရာခိုင်နှုန်းရှော့ပြီးတော့တပတ်လောက်ခ2သိန်းခွဲလောက်ရနိုင်မယ့်အနေအထားမှာရှိတာပဲ Anthony Sutter သိန်းခွဲ3သိန်း8000လောက်သူနဲ့ရဖို့အနေအထားမှာရှိတာပဲဒါပေမဲ့ခုနကသူအနေနဲ့ဒါကြီးကိုခုနကအဓိကသူအနေနဲ့သူကဘောလုံးကန်ခြင်းနဲ့ဘောလုံးသမားဖြစ်တဲ့ဘောလုံးကန်ခြင်းနဲ့ဘောလုံးကန်ခြင်းတော့သူနဲ့လောက်ခလာစားရှော့ရဲအဲ့ဒီနေရာမှာပူပီးခြေစွမ်းကောင်းသွားအောင်အဲ့ Anthony ဆိုငယ်သေးတယ်ဗျာ Anthony ဆိုခြေစွမ်းပြန်ကောင်းရွေးပတ်စကလည်းအသိကြီးတဲ့တဲ့လာမခေါ်နိုင်ဘူးလို့ပြောလို့မရအောင် restroom ကတော့ထားပါလားဘယ်လိုလဲဗျာအဲ့မှာအဲ့လိုမျိုးစိတ်တဲ့ချက်အဲ့တော့ United နဲ့ပြည်သက်တွေကြားထဲမှာတည်းဒီနေရာကဒါကတော်တော်လေးပြောစရာဖြစ်နေတယ်ပေါ့လောက်ပါပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ TV4 ကြီးတို့မှာကျင်းလို့ဆိုပေါအောင်ကူညီလို့ရပါတယ်မိမလေးကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတော့ TV4 ကြီးတို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးဆိုမျိုးကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe တွေကိုကျွန်တော်အားပေးလို့ရပါတယ်မိမလေးလည်းကလစ်ဖို့မမိကြပါနဲ့မြန်မြန်ကလစ်မှမမြန်နိုင်ဖြစ်ပါတယ်အားလုံးမကြွနေပါနဲ့ကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာပဲအေးအေးဆေးဆေးတွေ့ကြရပါ ားလုံးမကြည့်တူပါနဲ့မြန်မာကလစ်ပြီးကြအောင်ဗျမြန်မာကလစ်အမြင်နာဖြစ်ပါတယ်ဒီပါဗျ